အားလုံးပဲမင်္ဂလာပါကျွန်တော်အားကြီးပါအဲတော့ကျွန်တော်တည်ခြင်းတည်မယ်တည်ခြင်းပါလဲတည်မယ်အဲတွေ့ရဝမ်းတာပါတယ်ကျွန်တော်အားကြီးပါအားရင်ကြီးပါတယ်လိုပဲဗျာပြင်းတာပြင်းတာရဲ့လို့လည်းမဟုတ်ဘူးတမားကဲတရားပြောတယ်တိုင်းမင်းဒီလိုမျိုးနေနေတာတွေလူမျိုးနေနေရတယ်မဟုတ်ပါဘူး။တရားတရားဘာလို့လဲဘယ်လိုလဲပါညာဆိုတာလေးတွေကို ပြန်ပြီး share ပေးတင်တယ်ဟုတ်။အဲ့တော့ YouTube မှာဗီဒီယိုတွေတင်ထားမယ်လို့အခိုက်တဘောမျိုးအခိုက်မဟုတ်ဘူးလို့ပြောမယ်။ဒါမှမမှတ်တမ်းတဘောမျိုးလေးတင်ထားဖို့စိတ်ကူးရတယ်။ဆိုတော့ဘာမှမဟုတ်ပါဘူးဒီတိုင်းမင်းမချိန်ကြီးဆက်တင်ပြရမလဲတော့မသိဘူး။ဒါကတော့ဒီလိုပဲပြင်မယ်ပေါ့။နေ့ကျွန်တော်ဈေးတွေဝယ်လာတဲ့မုံလာတို့ copy တို့နဲ့ อืมเอลดีไซน์นี้เนี่ยโอ้จ่อซ้าบาเลยกูทําเป็นบ้าเฉยๆอ่ะทําเป็นบ้าว่าเอ๊ะทําเป็นซ้ามั้ยอืมดินี่လဲ50တလန်အိုက်ဇန်နာကလာရီရောက်ခဲ့တယ်။အဲ့မှာကျွန်တော်ကာမာလီကအလုပ်လုပ်တာဆိုတော့အဲ့လိုအမြင်ရောက်ဖြစ်ပါတယ်။ဒါပါ နည်းပြောချင်တဲ့အကြောင်းအရာတော့ရဲ့ biography ပေါ့ biography biography ဆိုတာကိုယ်ရေးကျင်းလာပါတယ်အဲ့ပါအဲ့ဒီနည်းနည်းပြောပြမယ်ကျွန်တော်ကအဲ့ဒီပါအမေရင်းကတော့ထားလိုက်ပါတော့ဟုတ်ကျွန်တော်2002ခုနှစ်မှာမွေးပါတယ်ကျွန်တော်မှတ်ဖို့နည်းနည်းကမွေးလင်းရတော့9လ9ရက်နေပါဒါပေမဲ့ လားမလားကျောင်းမွေးနေ့စစ်ကိုတော့ကျောင်းကိုယ်တိုင်မသိပါဘူးအဲ့ဒါလေးကြာရင်ပြတ်မလားဘူးအဲ့ဒါခါလေးကြာရင်မို့အရင်တော့ဟိုရကိုယ့်ရဲ့အဲ့လိုကိုယ်မှတ်တမ်းနေပါရောပြောပြရမှာတအားဝင်လေးရကိုယ်နာမည်ပြောပြရမှာကိုယ်အသက်ပြောပြရမှာကိုယ်စာတိပြောပြရမှာအဲ့မျိုးမပြောပြပြဘူးတော်တော်များများအမေကျွန်တော်ရန်ကုန်စာတိလိုပဲထင်ကြအောင် တမဲကျော်ရန်ကုန်သားမဟုတ်ပါဘူး။ကျော်စာတီးကမောင်ရဘက်ကပါ။မောင်မောင်ရမျိုးပေါ်တော့မဟုတ်ဘူး။မောင်ရချင်းတို့မြစ်တပတ်ကန်ဟိုဘက်ကန်ပါ။နော်။ရောက်အကြောင်းပြန်ပြောအောင်ပေါ့။ဒါတော့နှစ်ခုနှစ်မှမွေးရဲ။အဲတော့ငါးနှစ်လားလောက်မှမူချိုစတက်တာရောဒီတိုင်းပုံမှန်တိုင်းပဲ။အဲတော့ကျွန်တော်၈တန်း၈တန်းက2015 16လောက်ဖြစ်မယ်။အဲကြတော့ ကျွန်တော်ရေဦးကိုရောက်ပါတယ်ရေဦးဇွဲတံမှာဆက်စောတင်ထိုက်တော့ကျွန်မဒမမင်းတူရောပါရောကျွန်မဇွဲတံမှာကိုရဆယ်ရနှစ်နှစ်တက်တယ်အားပါပြီးတော့ဆရာအောင်တော့ရန်ကုန်တက်တော့ဝိုင်းယူအဲဟိုကမာရွတ်ရန်ကုန်တက်တော့ University of Yangon ရောက်တယ်ကျွန်တော်ဥပဒေတက်တယ်တနှစ်ခွဲပဲတက်လိုက်ရတာပေါ့ပြီးတော့ဆက်မတက်ဖြစ်တော့ဘူး မွေးကြတာတွေပါလေပါတော့ဆိုတော့ကျွန်မရဲ့အမျိုး background လေးကတော့ဒီလောက်ပါပဲအဲ artist လို့လို့ပါလို့ဆိုတော့အနုပညာရဲ့ပတ်သက်တဲ့ဟာကိုလည်းပြောပြအောင်မကျွန်တော်ပုံဆွဲတာကတော့ငယ်ငယ်ကလေးရပါပဲဒီတိုင်းပဲကလေးကလေးတိုင်းဆွဲပါတယ်အဲ့လိုမျိုးပုံလေးဆွဲတယ်တက်ပြီးတော့သင်တော့မသင်ဘူးဗျာအဲ့ဒါအဲ့ဒါမှာအနုပညာဘာဖြစ်လဲညာဖြစ်လဲဆိုတာလေးကိုစပြီးတော့ ထိတွေ့ရအဲ့ဇာကလုံးနဲ့စပြီးထိတွေ့ရ research ရောတဲ့ရွယ်မှာရောအမျိုးမြမအစားဆရာတွေသဘောကျတဲ့ကြပြားရေးစားတွေကိုသဘောကျတယ်ပုံစွဲတာရောစာလေးလည်းဟိုလျှောက်ဖက်တလျှောက်ဖက်ရောကြာဘူးနားပါရောအမျိုးပြီးတော့လက်ဦးဆရာလို့ပြောလို့ရတဲ့ဆရာတွေတော့ရှိပါတယ်ဒါပေမဲ့ဆရာဆိုပေမဲ့လည်းတိုက်ရိုက်ကြီးသင်ပေးတာတော့မဟုတ်ပါဘူးဒါပေမဲ့စာသင်ခန်းထဲမှာဟိုတင်တီတင်အဲ့လိုမျိုးနဲ့ဆရာအကယ်ဒမီအောင်မြင်လို့ပါလို့ဆိုရင် အဲကဗျာရင်းကြီးတွေပါတင်ပေးတယ်တရားဝဲကိုတင်ပေးတာမဟုတ်ပါဘူးဒီတန်းတန်းလုံးကိုတင်ပေးရတယ်ကိုကပို့ပြီးဆက်ဝင်လာတော့အဲ့ဒါလေပြီးတော့ကိုရန်ဆယ်တန်းလောက်ပြီးတော့ကဗျာရေးတယ်ဒီတိုင်းမေမိုရန်နီယောကိုနဲ့မျိုးအလင်းကားပါညာအဲ့ဒါမျိုးတွေလည်းရေးလျှောက်ရေးပေါ့ပြီးတော့ rap တွေပါလောက်တယ်တက်ကူတက်ပြီးတော့မျိုးဒုတိယနှစ်လောက်ရောက်တော့ပပိုင်လုံးပုံဆွဲရတော့တောက်ချပါပဲတောက်ချဆွဲလာဆွဲလာပြီးတော့မှကျွန်တော်အားကြီးဆိုပြီးတော့ အတစ်ဖြစ်တာအတစ်ဖြစ်တာမဟုတ်ဘူးလို့ပြောမလဲဒီလိုရောက်လာတာဟိုလောက်တော့20နှစ်17လပိုင်းလောက်မှကျွန်တော်ရန်ကုန်ပြန်ရောက်လာရဲ့နေမှာနေနေကနေပြီးတော့အဲ့တော့မှဟိုအားကြီးဆိုတဲ့နာမည်နဲ့ပုံလေးဆွဲတယ်ပုံဆွဲတာအရင်ရက်ပို့ပြီးတော့တည်တည်ကြာကြာပို့လုံးဖြစ်လာပေါ့ပို့တည်တည်ကြာပို့လုံးဖြစ်လာရဲ့ဆိုတာဘယ်လိုပြောမလဲလူတွေနဲ့လည်းပို့တွေ့လာရဗျာအော်မြန် app မြန် app ကိုစစ်တော့ပါတော့အဲ့မျိုး အကြောက်ကလေးကလည်းရည်နာကောင်းမှုပါပဲအတက်စ်ဖြစ်လာတာပကြီးစရာဖြစ်လာတာဆိုတော့အကောင်မလေးကမြန်မာအလုပ်လုပ်တယ်ဆိုတော့မြန်မာဘော space 31မှာလောက်လုပ်လဲဆိုတော့ကျွန်တော်တို့မျိုးအဆူရနေဒီအနုပညာအရင်တော့ကျွန်တော်သိရတယ်မလားပကြီးဆိုရင်အဲရိုးရရှိမယ် modern ရှိမယ်ဒီလောက်ပဲအဲနောက်မှတယ်မလား contemporary တို့ဘာလို့ညာတော့အများကြီးပို့ပြီးတော့သိလာရတော့ဗျာ2020 23နှစ်ကာလရဲ့အောက်မှာမြန်မာအနုပညာရဲ့ဘယ်လိုရှိရဲ့ ။ဘာညာညိုတိလာပြီးတော့မှမြန်မာမှာညို BAE တက်လိုက်တယ်။ BAE တက်လိုက်ရယ်ဆိုတာတက်လိုက်ဆိုတင်မြန်ဆိုမှဒီတိုင်း workshop လို့လို့ project program တစ်ခုပါပဲ။အမှအမျိုး artist တွေဆရာဝနာတို့အဲဆရာကောင်းစုတို့ပြောမျိုးအများကြီးပါပဲကိုတိတ်တီတို့ပါလို့လည်းတွေ့တယ်မနှွယ်တို့ရောမတဲဦးတို့ရောပါရောအဲ့လိုမျိုး ဆိုင်နဲ့တွေ့ပြီးတော့စကားတွေပါပြောဒီအနုပညာဆိုမဖြစ်ညာပို့ပြီးတော့မျိုးလူဝင်ဆန့်လာတယ်လို့ပြောလို့ရမှာပါပြီးတော့အဲ့နောက်မျိုး exhibition group exhibition တခုလုပ်ရတယ်ဟိုးစောပိုင်းနေမှာတော့ကလည်းပေါ့တယ်မလားလပိုက်ဆိုင်မှာပြတာလို့လို့ဟိုမှာပြတာလို့လို့ကြည်တို့ပါလို့နဲ့ပတ်သက်ပြီးတော့ပြပေါ်လေးပါလေးလည်းလှုပ်တော့လှုပ်ပါတယ်ဒါပေမဲ့အဲ့ဒီရောက်မှာပဲအဲမျိုးပြခန်းလေးမှာလူလို့သူလို့ စာပဲလောက်လာကိုကိုလည်းမျိုးအတစ်စ်လို့လို့ပါလို့လို့လူတွေဝိုင်းပြအသိမှတ်ပြပါရင်တော့ကရေရတော့အားမပြန်မှာပဲဘာညာဟောအဲ့မဲ့အဲ့ရောက်မှကျွန်တော်လူတွေတိလာပါလူဝန်ဆန်တီ network တက်ခုရပါတော့ဘယ်လိုဘယ်လိုသွားဘယ်လိုသွားဘယ်လိုအဲ့မျိုးတိလာပြီးတော့ဒီဆိုင်မှာလဲတော့အဲ့ကျော်ကျော်တို့ rubber rubber ion မှာ community မှာကိုကျော်ကျော်တို့ရဲ့အဲ့မှာသွားပြီးတော့၄၅၆လောက်နေခဲ့ဘူးတော့နေခဲ့ဘူးလားဆိုတော့ အဲကြောင့်ညတော့နောက်မှမျိုးအမှားတွေချပြပြပါမယ်။ဒါပေမဲ့အမျိုးအဲ့ဒီတော့ကောင်းတာရောသိကြရမယ်မထင်ဘူး။ဘာလို့ဆိုတော့အမှလည်းနေလေအစမပြေပဲနဲ့ကိုလန်ရောက်ကိုဖြောက်ပြီးတော့မှအဲ့လိုမျိုးဆိုတော့ပြောင်းကျောက်ဆိုင်တယ်လည်းတိတ်မကျင်တဲ့ကိစ္စလေးတွေလည်းရှိရောရှိဒါမှထားပါအဲ့ဒါဘာမှမဟုတ်။အပြည့်နေတာအမျိုးတစ်ဖက်မှာခင်းနေထူရတာ order ဒီတိုင်းပဲအတိကျွေးတာပါ။ဆော့ဘဲရောက်သွားရည်လေ။ နော်ပန်းလောက်တယ်ပန်းလောက်တယ်ဆိုတော့ဒီတိုင်းမဲ့ဟိုလိုနေနေရနေ artist လောက်ပညာတနည်းနှစ်နှစ်လောက်နောက်23ဘယ်နှလားပိုင်းလဲမသိဘူးနှစ်ကုန်ပိုင်းလောက်မှတင်တယ်နှစ်ကုန်ပိုင်းလောက်မှမျိုးပြေကြီးရ exhibition လောက်တာဒီကြားရဲကတော့ကျောင်းအဲ့လေးပါလေးချောပုံလေးပါလေးဆွဲဟိုလိုလိုလေးလိုလိုလေး၆လောက်ပေါ့ပြီးတော့နောက်24ဖေဖော်ဝါရီလောက်မှာ နေပြန်သွားတယ်ပြီးတော့ရန်ကုန်ပြန်လာ6လပိုင်းလောက်ပြန်လာပြီးတော့9လပိုင်းလောက်မှာ solo first solo debut တော့ exhibition တခုလုပ်တယ်ဆိုတော့ပြီးတော့ဒီနှစ်ကုန်ထိတော့တရားမဲ့မျိုးနေရာကိုပြည်ဆိုင်အောင်ပိုင်းအောင်မျိုးပြီးတော့မှ support တကယ်လုပ်တယ်အဲ့မှာလဲလူတွေပို့တိလာအောင်အဲ general audience ခေါ်လာမျိုးလူအများကြီးပို့ပြီးတည်လာ။အရင်ကတော့ကိုယ်တန်းဝိုင်းလေးတည်းမှာပြီးတော့ကျွန်တော်အဲ့တော့နာမည်ကောင်းမရှိဘူး။ ်ဟောစပိအဆောင်ပြောမြောက်တိပလင်းမြေစာရှိထိုင်ရေးနေအောင်ဆိုနမကောင်းအသိမရှိလူရှိလူကန်လည်းအဲ့လောက်မပေါ်ဒါပေမဲ့ပြောတဲ့အဲ့ဒါဒီ visual art ပကြီးနုပညာပါညာနဲ့ပတ်သက်တဲ့ဟာဒါဘာလို့ရှိလဲဆိုတော့อืม rap ဆိုတာတခြင်းနဲ့ music နဲ့ပတ်သက်ပြီးတော့เนาะအဲ့တော့20လောက် တော့အမျိုးအမတိုင်ငံတော့အမျိုးရက်ဆိုဘောပါညာလုတ်သေးတယ်အမဲအဲနောက်ရောက်မှာဒီဒီကြီးကစုပစ်လာတော့တငယ်ချင်းတွေနဲ့အမျိုးနှစ်ကလန်ပါပြည့်ညာပြည့်ရဆိုတော့အုပ်စလိုက်တွေဖွဲပြီးတော့ရပိုင်လုတ်ကြအောင် ready ဆိုရမမလုံး mistake ပဲခေါ်မလားအဲ့ဟုတ်အဲ့20 20နှစ်တည်းမှာတနည်းနည်းလမ်းထုတ်လိုက်တယ်ပြီးတော့မှ မမဆိုတော့ဘယ်နဲ့တခြားဟာတွေပြောင်းလုံနေအများကြီးပဲမလုပ်လဲဆိုတော့ experiment in noise device ညာဒီမျိုးအဲ noise engine ကို workshop တခုသွား join ပြီးတော့မှအာ music ဆိုတာဒီလိုဘာဖြစ်လဲညာဖြစ်တယ်ဒီရှောက်လို့ရှောက်လို့ပြီးတော့မျိုးအတန်လေးဆိုပြီးတော့ volume 1 9ဗုဒ္ဓမသိဘူးအဲ့လေးတခါထုတ်လို့အဲ့ဘယ်သူမှအားကြီးတိတ်မသိပါဘူးလူကြိုက်တယ်မျိုးစင်လည်းမဟုတ်တော့ပြီးတော့မျိုးနောက်တဲ့မျိုး အခွေကိုပုတ် diamond မျိုး experiment တွေက noise ပဲဒါပေမဲ့ mute box ကပါရဲ့ပါညာလေးပေါ့အဲ့ဒါထုတ်ပြီးတော့ rap ချင်းကိုပဲ7.5ပုံလောက်မျိုး ever full ever လို့ပုံစံမျိုးတွေနှစ်ခါရှိထုံဒါပေမဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့တချင်းကတချင်းလိုမဆိုဘူးမျိုးရှောက်လို့တော့ဖြစ်တယ်လို့ရှောက်လို့မျိုးဟိုကတူတူချာချာလဲဘာမှမလုပ်တော့ပြီးတော့ ားပါတော့တခြင်းတွေပြီးတော့ဒါလို့တည်းလဲကြံခဲ့မှာလဲဆိုတာကြပြားရေးတယ်ပုံဆွဲတယ်တခြင်းဆိုရဲပြီးတော့ဇင်းတွေပါလေးလုတ်တယ်စောက်လေးတွေပါလေးလုတ်တယ်ဆိုတော့ခါလင်ညောင်းလိုက်တော့ကုန်းပြီးပြောနေတာဆိုတော့ကျွဲဘန်ဂရက်ဖီယာတော့အော်ဒါတော့ပါပဲပေါင်းလဲကျက်ပြီဆိုတော့ထမင်းစားတော့မယ်နောက်မှတွေ့မယ်ကျေးဇူးတင်ပါတယ်ကျော်အားကြီးပါအားလုံးအဆင်ပြေကြပါစေ နင်းကြမ်းကြပါသည်ပျော်ရွှင်ကြပါသည်ဒီလောက်ပါပဲ